မြေပြင်ပေါ်ခြေအစုံချရက်မိလိုက်ချိန်မှာပဲဒီအဖွားကဒါငါတို့ဘိုးဘွားတွေရဲ့ဇာတိဆိုတဲ့အတွေးမျိုးနဲ့လိုက်ခနဲဝန်းနေမိလာတာမျိုးဖြစ်နိုင်ပါတယ်။သူကမြန်မာနိုင်ငံသူဖြစ်ပြီးအသက်80ကျော်ချိန်အထိမြမကျေးလက်မှာပဲရှင်သန်ကြီးပြင်းလာခဲ့တူပါ။အခုတော့သူအယုဒ္ဓယာမြေကိုရောက်နေတာပါ။လွန်ခဲ့တဲ့နှစ်ပေါင်း260ကျော်လုံးကဒီမြေကနေခေါ်သွားခံခဲ့ရတဲ့အယုဒ္ဓယာတွေးတချို့သူတို့ရဲ့ဇာတိမြေပေါ်ခြေချခွင့်ပြန်ရခဲ့ကြတာဖြစ်ပါတယ်။အဖွားဒေါ်တင်ထွေးဒေါ်တင်ညွန့်ဦးစော်ဝင်းနဲ့ဆရာတော်ဦးမာကနာတို့ဟာ အယုဒ္ဓယကနေမြမရေမြေပေါ်ရောက်ရှိရှင်တန်ခဲ့သူတွေရဲ့တတ္တမမြောက်မျိုးဆက်တွေပါသူတို့ရဲ့ဘိုးဘွားတွေကမြမဘက်ကအုံပွဲဆင်နိုင်ခဲ့တဲ့စင်ဖြူရှင်မင်းတရားလက်ထက်မြမအယုဒ္ဓယစစ်ပွဲအပြီးမှာအင်းဝနေပြော်စီခေါ်ဆောင်ခံခဲ့ကြရတာဖြစ်ပါတယ်ထိုင်းနိုင်ငံသားတမိုင်းပညာရှင်တို့ကသူတို့ကိုသူတို့ရဲ့ဘိုးဘွားတွေလက်ထက်တုန်းကမီးလောင်တိုက်တွင်းခံခဲ့ရတဲ့ရှေးဟောင်းမျိုးပြတ်ကြီးစီပြန်ခေါ်လာခဲ့တာပါမျိုးရိုးဆင်ဆက်လက်ဆင့်ကမ်းခဲ့ကြပြီးကြာဘူးနာဝပုံရိပ်အတွင်သာရှိနေတော့တဲ့ ရာဇုနှစ်နှစ်ခုကျော်အကြာကဇာတိမီကိုခုလိုခြေချခွင့်ရတော့အယံဝန်းတာမိတယ်လို့အဖွားတော်ထွေးကြီးကအငိုမျက်လုံးအပြုံးမျက်နာနဲ့ဖွင့်ဟပါတယ်အခုလိုအယုဒယာသွေးတွေအိမ်ပြန်ခွင့်ရရည်အစီအစဉ်ကို Brain Suka Villagers Home Program ဆိုပြီးထိုင်းနိုင်ငံသားတမိုင်းပညာရှင်တွေကအမိပေးခဲ့ကြပါတယ်ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Council ကတော့သူတို့ဟာစုခါရွာသားတွေဖြစ်ပြီးမန္တလေးလေစိတ်ကနေဒွန်မောင်းလေစိတ်ကိုခီးထွက်ခဲ့ကြတာလို့ဖော်ပြပါတယ်မြန်မာဘက်ကအချက်အလက်တွေရဆိုရင်စုခါရွာဟာ မန္တလေးမြို့ရဲ့မြောက်ဘက်အီယာဝတီမြကန်းအနီးကရွာဖြစ်ပါတယ်။မရေယာမြို့နယ်ထဲမှာပါဝင်ပါတယ်။အလောင်းမင်းရကြီးရဲ့ဒုတိယသားတော်ဖြစ်တဲ့စင်ပြူရှင်မင်းဟာတရုတ်မန်ချူးဘရင်ချင်းလုံတက်တွေကို၄ချိန်အထိစစ်အနိုင်တက်ခဲ့တာကြောင့်ကုန်းမောင်မင်းဆက်တွေထဲထင်ရှားတဲ့ဘရင်တစ်ပါးဖြစ်ပါတယ်။အလောင်းမင်းရလက်ထက်တုန်းကမအောင်မြင်ခဲ့တဲ့အယုဒယာစစ်ပွဲကိုလည်းစင်ပြူရှင်မင်းကဆက်လက်ဆင်နွှဲခဲ့ပြီး1969ခုမတ်လ28ရက်မှာအပိသက်တင်ပိုက်နိုင်ခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေမှာဖော်ပြကြပါတယ်။ ဲ့ဒီစစ်ပွဲဟာယူရီးယားကဥတုံပြင်းစတင်တည်ထောင်ခဲ့တဲ့အယုဒယာမင်းဆက်ကိုပါပြတ်သုံးစေခဲ့ပြီး35ဆက်မြောက်အယုဒယာဘရင်ဟာလည်းစစ်ပွဲအတွင်းကြဆုံးခဲ့ပါတယ်စစ်ပွဲအပြီးမှာဆင်ဖြူရှင်မင်းကယူရီးယားကနေလူဦးရေတောင်းချီကိုအင်းဝနေပြီးတော့စီခေါ်ဆောင်လာခဲ့တယ်လို့တမိုင်းမှတ်တမ်းတွေမှာဖော်ပြကြပါတယ်အဲ့ဒီစစ်ပွဲမတိုင်ခင်1958ခုနှစ်မှာအယုဒယာဘရင်အဖြစ်နှစ်လလောက်စိုးစံခဲ့တဲ့34ဆက်မြောက်ဘရင်ဥဒုံမရဟာစစ်ပွဲဖြစ်ချိန်မှာရဟန်းဝင်နဲ့ရှိနေခဲ့တာပါ စင်ပြူရှင်မင်းကသူ့ကိုလည်းအင်းဝနေပြီးတော့ကိုခေါ်ဆောင်လာခဲ့ပြီးအင်းဝမှာပဲပြန်လုံခဲ့တာပါစင်ပြူရှင်မင်းတရားရဲ့နေရာချထားပေးမှုနဲ့အဲ့ဒီ30 40မြောက်အယူရရဘရင်နေထိုင်ကွယ်လွန်ခဲ့တဲ့နေရာကတော့အခုခေတ်အမရပူရာမြို့နယ်လင်းစင်းကုန်းအရက်မှာရှိခဲ့တယ်လို့ဆိုပါတယ်သူ့ရဲ့အုပ်ဂူဟာလည်းယူရရဘရင်ဟောင်းတစ်ပါးရဲ့အုပ်ဂူအဖြစ်နဲ့အလေးအမြတ်ပြုခံခဲ့ရတဲ့အခြေအနေရှိခဲ့ပါတယ်ဒီစီပွဲကြောင့်အင်းဝနေပြီးတော့ကိုလိုက်ပါလာခဲ့ရတဲ့အယူရရတွေးတွေကတချို့ဟာဖွားဒေါ်တင်ထွေးဒေါ်တင်ညွန့်ဦးစော်ဝင်းနဲ့ ဆရာတော်ဥမာကနာတို့အဖြစ်နဲ့ဇာတိမြေကိုအလဲရောက်ခဲ့ကြတဲ့အခါထိုင်းမီဒီယာတွေကအလေးတီဖော်ပြကြတာပါသူတို့မျိုးနွယ်စုဟာအယုဒယာသွေးပြောက်ပြစ်မသွားပြင်ပလူတွေနဲ့လက်မထက်ကြပဲထိမ့်သိမ့်နေထိုင်လာခဲ့ကြပြီးထိုင်းစကားကိုတော့ပုံပြက်နေတဲ့စကားလုံးတချို့ကိုပဲပြောတတ်ကြတော့တယ်လို့ခေါင်းစုတ်ကဖော်ပြပါတယ်